လေးစားရပါသောမဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ရှင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပတော်မှာဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုချင့်မြတ်နိုးကြသူတွေဟာပါတီစုံစနစ်မှာနိုင်ငံရေးပါတီတွေတည်ထောင်ပြီးရွေးကောက်ပွဲများမှာပါဝင်ရှင်ပြိုင်ကြတာကိုအားပေးကြပါတယ်ဒါအပြင်ဆန္ဒမဲပေးကြတဲ့နိုင်ငံသားတွေကလည်းမိမိတို့နှစ်သက်လိုလားတဲ့နိုင်ငံရေးပါတီတွေကို မိမိတို့အသေးကြာကမဲဆန္ဒများကို ပေးတာအစင်လာတစ်ခုပါပဲမဲတပြားမပေးလဲဘာမှမဖြစ်ဘူးလို့ဆိုကြပေမဲ့မြပြလာတဲ့အခါမှာဒီမိုကရေစီစနစ်ဟာတင်းပြည့်ကြက်ပြည့်မဖြစ်နိုင်တော့ပါမဲဆန္ဒပေးနိုင်သူအလုံးကမဲပေးနိုင်မှသာတင်းပြည့်ကြက်ပြည့်ဒီမိုကရေစီဖြစ်နိုင်ပါတယ်ဒီမိုကရက်တစ်ဆိုဒီမှာဒီမိုကရေစီယုံကြည်သူများလို့အဓိပ္ပာယ်ရပါတယ်ဒီမိုကရက်တစ်ပါတီဟု ဆိုခြင်းဖြင့်ဒီမိုကရေစီကိုယုံကြည်သူများ စုပေါင်းဖွဲ့စည်းထားတဲ့ဒီမိုကရေစီ စွမ်းအားကြီးလို့အဓိပ္ပာယ်ရပါတယ်။ဒီမိုကရက်တစ်ပါတီဟာမြန်မာနိုင်ငံသူနိုင်ငံသားများကိုဒီမိုကရေစီ အခွင့်အရေးအပြည့်အဝရရှိခံစားနိုင်ရန်နဲ့ဒီမိုကရေစီထွန်းကားရေးအတွက်ဦးဆောင်ပေးလျက်ရှိပါတယ်။ဒီမိုကရေစီဟုဆိုရ၌နိုင်ငံမှာအချုပ်အခြာအာဏာသည်ပြည်သူလူထုရဲ့တည်ဆဲအာဏာဟုသမျှလူထုထံမှဆင့်သက်ရတဲ့စနစ်ကိုဆိုလိုပါတယ်။ဒီမိုကရက်တစ်ပါတီကယုံကြည်သောဒီမိုကရေစီစနစ်တွင်လည်း တရားမျှတခြင်းလွတ်လပ်ခြင်းနဲ့ညီမျှခြင်းဆိုတဲ့လောကဘာလတရားများထွန်းကားကျင့်သုံးနိုင်ရေးနိုင်ငံရေးလွတ်လပ်မှုစီးပွားရေးလွတ်လပ်မှုတရားစီရင်ရေးလွတ်လပ်မှုလွတ်လပ်စွာ တွေးခေါ်ကြံစမှုလွတ်လပ်စွာဟောပြောစည်းရုံးနိုင်မှုလွတ်လပ်စွာလူမှုအဖွဲ့အစည်းများဖွဲ့စည်းနိုင်မှုစတဲ့လွတ်လပ်မှုအခြေခံအခွင့်အရေးများကိုပြည်သူတို့အပြည့်အဝခံစားနိုင်ကြရန်ဖြစ်ပါတယ်အမျိုးသားအချင်းချင်းပြန်လည်ရင်ကြားစေရေးဆိုတာဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အချက်အခြာကြပါတယ်။ဒီမိုကရေစီရေးငြိမ်းချမ်းရေးအမျိုးသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ကျေးဇူးပြုနိုင်တဲ့အတွက်အဲ့ဒီမူကိုဒီမိုကရက်တစ်ပါတီကအလေးအနက်ခံယူထားပြီးဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအဖွဲ့ချုပ်နာယကကြီးဦးနုပြောကြားခဲ့တဲ့လက်စားမချေတင်မုံချေခြေနှချေမူကိုကျင့်သုံးခြင်းအပြင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ယနေ့ကာလဟာမြန်မာနိုင်ငံသားများအချင်းချင်းသဘောထားကွဲလွဲမှုများပြင်းထန်နေခြင်းလည်းဖြစ်ပါတယ်။ ဲ့ဒီအတွက်ကြောင့်တမျိုးသားလုံးမဖြစ်မနေဆောင်ရွက်ရမယ်လုပ်ငန်းတာဝန်ကြီးများလည်းရှိပါတယ်။အဲ့ဒီလုပ်ငန်းများအောင်မြင်ထမြောက်စေဖို့အေဂျင့်တာရတဲ့အခြေအနေနဲ့အမျိုးသားချင်းပြန်လည်ရင်ကြားစေနိုင်ရေးအခြေအနေဖန်တီးပေးဖို့အထူးလိုအပ်နေခြင်းဖြစ်ပါတယ်။အဲ့ဒီလိုအပ်ချက်အရာအတိတ်ရဲ့အနှိဋ္ဌာယုံတွေကိုပြန်မလှည့်ပဲအနာဂတ်ခေတ်သစ်စီတို့ရှေးရှုခြင်းဖြင့်နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကိုသာဦးတည်ကြရပါလိမ့်မယ်။ တမျိုးသားလုံးအေးအတူပူအမျှအတူတကွလက်တွဲဆောင်ရွက်နိုင်ရာရေးအတွက်မိမိတို့သည် တနိုင်ငံဒေသများဖြစ်ကြသည်ဟူသောမိသားစု စိတ်ဓာတ်များထားရှိ၍ငါတို့အားလုံးသည်မြန်မာနိုင်ငံသားများဖြစ်ကြသည်ဟူသောခံယူချက်ရှိရန်လိုအပ်နေခြင်းလည်းဖြစ်ပါသည်ဒီမိုကရက်တစ်ပါတီသည်ရည်ရှိတည်ထောင်ခံရခြင်းရှိသည့်ပညာရေးစနစ်ကိုဦးတည်ပြီးစီမံကိန်းများချမှတ်ဆောင်ရွက်ပါမည်အနည်းဆုံးအခြေခံအလေတန်းပညာကို အခမဲ့မတင်မနေရဘဲ ဥပဒေပြဋ္ဌာန်းပြီးဆောင်ရွက်ပါမယ်။ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ပညာရေးစနစ်ကိုခင့်တဲ့အမီရင်မောင်တန်းရပ်တည်နိုင်ရေးအတွက်နိုင်ငံခြားပညာသင်များပုံမစီလွှတ်ခြင်းနိုင်ငံတကာမှကျွမ်းကျင်သည့်ပညာရှင်များကိုလည်းဖိတ်ခေါ်လေ့ကျင့်စေခြင်းတို့ကိုပြုလုပ်ပါမယ်။နိုင်ငံတကာပညာရေးစနစ်နဲ့ရင်မောင်တန်းနိုင်အောင်တက္ကသိုလ်ကောလိပ်နဲ့စိုက်ပျိုးရေးဆက်မှုလက်မှုအကြောင်းများကိုပြုပြင်မွမ်းမံခြင်းအပြင်တိုးချဲ့ဆောင်ရွက်သွားပါမယ်။ကျွမ်းကျင်လူသားများကိုမွေးထုတ်ပေးပြီး ိုင်ငံတကာလူသားအရင်းအမြစ်ဈေးကွက်မှာမြန်မာလူသားများဝင်ရောက်ထိုးဖောက်နိုင်စေရန်အတွက်ဤပညာနှင့်အတက်ပညာများကိုတင် जा ပေးခြင်းအပြင်လည်းအစဉ်တစ်ပြင်အားပေးသွားပါမယ်။ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ကျန်းမာရေးစနစ်ကိုခေတ်နှင့်လျော်ညီစွာနိုင်ငံတကာအဆင့်ရောက်အောင်တည်ဆောက်ပါမယ်။လူတိုင်းအခမဲ့စေဝါကုသဂွင်ကိုရှေးရှုဥတည်ပြီးစီမံကိန်းများရေးဆွဲအကောင့်ထည့်ဖော်သွားပါမယ်။ပြည်သူ့ကျန်းမာရေးကိုအနောက်တိုင်းစေပညာနည်း တိုင်းရင်းစည်းပညာနည်းတွေနဲ့ပေါင်းစပ်အကောင့်ထဲပေါ်သွားပါမယ်။အခြေခံပညာမူလတန်းနဲ့အလေတန်းကြောင်းသင်ခန်းစာများမှာပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုထည့်သွင်းပို့ချသွားပြီးရုပ်သံရေဒီယိုသတင်းစာဌာနနဲ့လူမှုကွန်ရက်အင်တာနက်နည်းပညာများကိုအသုံးပြုပြီးလူထုကျန်းမာရေးပညာပေးလုပ်ငန်းများကိုဆောင်ရွက်သွားပါမယ်။ပြည်တော်စုမြန်မာနိုင်ငံသားများအားလုံးဒီလူမှုအတိုင်းအဝိုင်းမှာကာကွယ်စောင့်ရှောက်ခွင့်ကိုတပြေးညီရရှိခံစားသင့်တယ်လို့ ဒီမိုကရက်တစ်ပါတီကလက်ခံယုံကြည်ထားပါတယ်အထူးသဖြင့်ကလေးသူငယ်များနဲ့တက်ကြီးရွယ်အိုများဟာနိုင်ငံတော်ရဲ့အထူးကာကွယ်စောင့်ရှောက်ခွင့်ကိုရရှိခံစားတိုက်သူများဖြစ်ပါတယ်မတန်ဆွမ်းသူများဒုက္ခိတများမမမကြမ်းဖြစ်နေသူများယောဂတဲ့လူနာများကိုအ ਨੇ စုံအခမဲ့ကုသကာကွယ်စောင့်ရှောက်မှုခံစားခွင့်များရရှိစေဖို့စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်ကိုကိုရမယ်အိုးအိမ်မဲ့ဒုက္ခတဲ့များကိုလည်းယာယီအစားအသောက်နဲ့ နေထိုင်တဲကိုရအိမ်ယာများကိုဈေးနယ်တက်တာစွာဖြင့်နေထိုင်နိုင်ရေးအတွက်အမျိုးသားလူမှုစောင့်ရှောက်ရေးစီမံကိန်းများရေးဆွဲပြဋ္ဌာန်းခြင်းစစ်မှုထမ်းဟောင်းများနှင့်ပင်စင်စားတက်ကြီးရွယ်အုံများအတွက်လူမှုအကမခံချက်များရရှိစေဖို့နှင့်တက်တောင့်တက်တာဖြင့်အနားယူနေထိုင်နိုင်စေဖို့စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်ကိုယ်တိုင်လေယာလုတ်သူများအပါအဝင် အခြားမြေဖြင့်အသက်မွေးဝမ်းကြောင်းလုတ်ကင်သူများအတွေ့လေယာမြေလွှဲပြောင်းခွင့်အမွေပေးခွင့် ရောင်းချပေါင်းနှံခွင့်စတဲ့အခွင့်အရေးများကိုလည်းရရှိစေရမှာဖြစ်ပါတယ်။တောင်သူလယ်သမားများအနေနဲ့ဒီမိုကရေစီကျင့်စဉ်အရမိမိတို့အခွင့်အရေးကာကွယ်ပိုင်ခွင့်မိမိတို့လူနေမှုဘဝတိုးတက်မြင့်မားရေးအကျိုးတူလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်တောင်သူလယ်သမားအစည်းအရုံးကိုလွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်ရှိစေဖို့လည်းပေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်တည်ထောင်ဖွဲ့စည်းတည်နှင့်တပြိုင်နက်နိုင်ငံတော်ကာကွယ်ရေးအတွက်တမတော်ထူထောင်ဖွဲ့စည်းတည်ရှိရေးသည့် မရှိမဖြစ်လိုအပ်ချက်တရဖြစ်ပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်တိုးတက်မှုတမိုင်းအစဉ်အလာအရတမတော်ကန္ဓာသည်ထူးခြားစွာပါဝင်ခဲ့ပါတယ်။အဲ့ဒီထူးခြားတဲ့တမိုင်းအစဉ်အလာကိုဆက်လက်ထိန်းသိမ်းဖို့အထူးလိုအပ်ပါတယ်။အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်တမတော်ရဲ့ဖခင်လည်းဖြစ်သောဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သည့်တမတော်ရဲ့တမိုင်းအစဉ်အလာကိုဆက်လက်ထိန်းသိမ်းရန်လိုအပ်ပါတယ်။ပြည်သူတို့ရဲ့သားကောင်းယတနာများဖြင့်ဖွဲ့စည်းထားသောတမတော်သည်နိုင်ငံတော်နဲ့ပြည်သူတို့အတွက် အန်ဒီရဲ့အတွေ့အော်တွေကိုကာကွယ်သောပြည်သူတပ်မတော်မျိုးချစ်တပ်မတော်အဖြစ်အစဉ်လာကောင်းများဆက်လက်ထိန်းသိမ်းထားသောတပ်မတော်ဖြစ်စေရမယ်။နိုင်ငံတော်ရဲ့လိုအပ်ချက်နိုင်ငံတော်ရဲ့ဗန္ဒာရေးအခြေအနေနဲ့အညီကြစ်လက်ခိုင်မာ၍ခင့်မိတိုးတက်သောစစ်စွမ်းရည်တိုက်ခိုက်ရည်စွမ်းရည်မြင်မာသောအစဉ်ခင့်မိတိုးတက်သည့်တပ်မတော်ဖြစ်စေရမယ်။ရခိုင်မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်းဦးနုဒီငင်းကြံစွာအတူရှင်တွဲနေထိုင်ရေးမူကြီးငါးချက်ကို ချမ်းမှကျင့်သုံးရ၌ခေါင်းဆောင်တို့အဖြစ်ပါဝင်ခဲ့ခြင်းဗမလိုက်နိုင်ငံများအင်အားစုဖြစ်လာစေရန်ရှေ့တန်းခေါင်းဆောင်တို့အဖြစ်ပါဝင်နိုင်ခဲ့ခြင်းတို့ကြောင့်ကမ္ဘာနိုင်ငံများအကြားတွင်လူတိများ၍ချစ်ခင်လေးစားခြင်းခံရတဲ့သူဖြစ်ပါတယ်။နိုင်ငံတိုင်းသည်မိမိနိုင်ငံအကျိုးရှိရေးရည်မှန်းချက်များနဲ့နိုင်ငံတကာမိဝတ်မပြတ်ဆက်ဆံပေါင်းသင်းရစမြဲဖြစ်ပါတယ်။ထို့အခြေခံဖြင့်နိုင်ငံရေးမူဝါဒများချမှတ်လိုက်နာဆောင်ရွက်ကြစမြဲဖြစ်ပါတယ်။ ိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဂုံတိတ်ခါမထိခိုက်စေဘဲအောက်ပါအခြေခံမူများနဲ့အညီနိုင်ငံရေးမှုနိုင်ငံကြားရေးမူဝါဒကိုလိုက်နာကျင့်သုံးပါမယ်။ကာကြီးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်နှင့်အညီကုလသမဂ္ဂ၏အခြေခံမူဝါဒများနိုင်ငံတကာတွင် လိုက်နာကျင့်သုံးအပ်တဲ့နိုင်ငံအချင်းချင်းဆက်ဆံရေးကျင့်ဝတ်များနဲ့အညီကမ္ဘာနိုင်ငံအသီးသီးတို့နဲ့မိကောင်းဆွေကောင်းပိသားစွာဆက်ဆံပေါင်းသင်းပါမယ်။ခါခွေး နိုင်နိုင်ငံတနိုင်ငံရဲ့နေမြေတည်ထောင်မှုနဲ့အချို့အချာအာဏာပိုင်ဆိုင်မှုကိုအပြန်အလှန်လေးစားရေးတနိုင်ငံနဲ့တနိုင်ငံလက်နက်ကင်ကျူးကျော်တိုက်ခိုက်မှုမပြုလုပ်ရေးတနိုင်ငံရဲ့ပြည်တွင်းရေးကိုတခြားတနိုင်ငံကဝင်ရောက်ဆွဲဖက်မှုမပြုရေးနိုင်ငံအချင်းချင်းတန်းတူရေးသူပေါင်းတင်ဆက်ဆံရေးတနိုင်ငံနဲ့တနိုင်ငံအကျိုးတူဖြစ်ထွန်းစွာရရှိစေရေးနဲ့ငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးဟူသောနိုင်ငံတကာဆက်ဆံရေးမူကြီး၅ချက်နဲ့အညီလိုက်နာကျင့်သုံးရပါမယ်။ ကန်းငယ်နိုင်ငံတကာရေးတွင်မိမိနိုင်ငံတော်အကျိုးကျေးဇူးကိုမဆန့်ကျင်စေဘဲမှန်ကန်သည့်ဘက်မှနှိုးကြားတက်ကြွလွတ်လပ်စွာရည်တည်ရမှာဖြစ်ပါတယ်။ကာကြီးနိုင်ငံတော်အတွက်အကျိုးကျေးဇူးရှိစေမှုကိုဥထိတ်ထားလျက်မိမိတို့၏မူဝါဒရည်ရွယ်ချက်များနဲ့တူညီတဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီမိုကရက်တစ်ပါတီ၏မျှော်မှန်းချက်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ကြည်တိဆောက်ရေးအတွက် ျိုးပန်းကြရ၌မိမိတို့၏ပါတီသည်ပြည်ထောင်စုသားတိုင်းဒီမိုကရေစီလူအခြေခံလွတ်လပ်မှုအခွင့်အရေးများကိုစည်းကမ်းတကျခံစား권အညီအမျှရရှိစေလိုသည်ပြည်ထောင်စုကြီးငြိမ်းချမ်းသာရသောအခြေအနေကိုဖန်တီးလိုသည်အမျိုးသားညီညွတ်ရေးနှင့်ပြန်လည်တည်မြောက်ရေးကိုလိုလားသည်ထိုအခြေခံသုံးရပ်ပေါ်မူတည်၍တည်ထောင်ခိုင်မြဲသောနိုင်ငံတော်ကိုတွေ့မြင်လိုပါသည်ထိုမှတစ်ဆင့်နိုင်ငံတော်၏ဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တမျိုးသားလုံးနဲ့အတူညီညာဖြတ်ပြလက်တွဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ရင်းတို့သောမုံမြတ်တည်ရည်ရွယ်ချက်များဖြင့်ဒီမိုကရက်တစ်ပါတီကိုတည်ထောင်ဖွဲ့စည်းပါတယ်။ပြည်သူတို့မှပြည်သူတို့၏ပြည်သူတို့အတွက်ဒီမိုကရက်တစ်ပါတီကျေးဇူးတင်ပါတယ်ရှင်။ ချင်းလေးလက်တွေ့သည် You. Mm -hmm.